လူတိုင်းဖြစ်တဲ့ကျန်းမာရေးပြည်တနာ26မျိုးအတွက်တဘာဝနီလန်းနဲ့ဖြည့်ရှင်နေပြည်သူကြီးအားလုံးမင်္ဂလာပါနော်ကျမတို့ channel ရဲ့ကျန်းမာရေးနဲ့ပညာပေးအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့လူတိုင်းနိုင်စဉ်ဖြစ်တဲ့ကျန်းမာရေးပြည်တနာ26မျိုးကိုတဘာဝနီလန်းတွင်နဲ့ဖြည့်ရှင်နေကိုညွှန်ပြပေးပါမယ်ဒါကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါနော်ကျမချင်းဒီလက်တပါဆိုတဲ့စကပုံတိုင်းကျမတို့အားလုံးကျမတန်ဆွမ်းဖို့လိုအပ်ပါတယ် ။ဒါကြောင့်ကျမကြီးကိုနေ့စဉ်ဒီလိုစိတ်ကြပါနော်။ဒီခါမှာတော့လူတိုင်းနေ့စဉ်ဖြစ်တတ်တဲ့ကျမကြီးပြဿနာတွေကိုနဘာဝနီလန်းတွေနဲ့အလွယ်တကူဖြေရှင်းမှုကိုပြောပြပါမယ်။ This video is intended for educational purposes only and should not be considered medical advice. If you had any concern about your health, please consult a qualified healthcare professional directly. Number 3 treat များလေး ချွေးထက်များလည်းအငံအဆက်လျှော့စားပါမြစ်မှာချွေးထက်များလည်းမကံမလိန်ပါနဲ့တနခါအမြင့်ကိုတံပြာရည်နဲ့ရောပြီးသွေးလိန်ပါနေ့မလိန်ဖြစ်လေညဖက်လိန်အိပ်ပါခဏတက်လေမျက်နှာတက်စီသွေးစောင်းအနေငယ်ရောထက်ပြီးတက်ပါရှားဆောင်လက်ပတ်အနှစ်နဲ့မျက်နှာကိုပွတ်လိန်ပါတက်တာစီပါတယ်နံပါတ်1တင်းတိုက်ဖြစ်လေအရက်ပြီးရလောစာများမတဲ့ပါထိုင်းရင်မတဲ့သည့်အပြင်ထမြက်နဲ့တောင်မတဲ့ပါ ။ထညက်ကတန်တက်များလို့တင်းတိတ်ကိုပုံမဲစေပါတယ်။တင်းတိတ်ထွက်လေရှောင်းဆောင်လက်ပတ်အနစ်ကိုပြားရည်နဲ့ရောပြီးလိမ့်ပါ။ခဏကြာညနာတက်ပြီးတနခါကိုတန်မြာရည်နဲ့ရောပြီးသွေးလိမ့်ပါ။ပြောက်ကင်းစေပါတယ်။နံပါတ်3ရင်ကျက်ဖြစ်နေပြီးဆက်ပေါမူးဝင်လေ။မုံကြီးစီထဲကိုယ့်ရဲ့အခြေထက်ပြီးမင်းနဲ့ချက်ပါ။ရင်ဘက်နဲ့ဆက်မှလိမ့်ပါ။စပလင်အမြင့်ကိုထောင်းအရင်ညစ်တစုံတိုက်ပေးပါအချုံမုံအချုံရည်များမစားရမတောက်ရပါ နံပါတ်၄ပစံအာခံသွင်းနန်းချင်းလေးမြင့်ပစ်ဝါပေးပါတမရွက်နဲ့စားပြောက်ရင်ငုံပေးပါညာအိတ်ခါနီမကြီးမဲ့ဖြော်ရည်တဲ့စားခါတစုံထက်ဖြော်တော့တာကအပုတ်ကင်းစင်စေပါတယ်ဂုံခါအမုတ်ကိုထမင်းစားပြီးတိုင်းအနှဲငယ်လျက်ပေးပါကကဒွင်းပုတ်နဲ့တက်တာစီပါတယ်။ရှောက်ရင်နဲ့ပြားရင်ရောဆက်ဖြော်ပြီးလျက်ပေးပါကကဒွင်းနဲ့ကောင်းစီပါတယ်။ဇီးဖြူသီးကိုဝါပြီးငုံထားပါကကဒွင်းအနက်ကောင်းစီပါတယ်။ မလင်ချင်ရက်စာရက်ပေးပါကကတွင်ပုံစောချင်းတက်တာစီပါတယ်လိမ္မော်ဒီအကွန်ကိုရက်စာဖြင့်တို့၍စားပါကကတွင်ပုတ်ယောဂတက်တာစီပါတယ်အစင်ပြေတဲ့နီလန်ကိုအသုံးပြပါနော်နံပါတ်5အသက်60ကျော်စီးဝါမထိုင်နိုင်လေထောပတ်ထမင်းချက်စားပါဒါမှမဟုတ်ထမင်းပူပူကိုထောပတ်နဲ့ငားကြော်ဒါမှမဟုတ်အသားကြော်နဲ့စားပါ။ကောင်းရင်ငချိတ်ပေါင်းကိုနန်းစီရွှေရွှေနဲ့နေစားရင်လည်းချုပ်စေတယ်လို့ဆရာကြီးများကတက်စားပေးပါတယ်။ဟင်းရင်တောက်ချင်း ရေစိမ်းရေအေးတောက်ခြင်းကိုရှောင်ပါလုံးဝမတောက်ပါနဲ့ရေနှင်းချမ်းအဖန်ရေတောက်ပါငွန်းခွာနေပင်ကိုထမြက်နဲ့ကြိုတောက်ရင်လည်းဝမ်းထိန်ပါတယ်နံပါတ်6အသားအရည်ရခြင်းကျွတ်တုံဖြူကိုမိဖုတ်စားပါဥသေးဆိုနှလုံးဥတလုံးဆိုရင်ခုနှစ်ခုဒါမှမဟုတ်ခုနှစ်ဥစားပါတမရက်ပြုတ်ရည်နဲ့ရေချိုးပါကာရမက်နဲ့စားပြီးလိမ့်ပါ ရရင်ချင်းဖြစ်ပါကလီစာရှောင်းပါဥပမာညစ်ညစ်ချင်းကလပဲမိုးကြိုက်လန်ပန်းကော်ဖီကြောင်ရှာသည်ကြက်ဟင်းခါသည်ဝတ်တာတင်လဲစာ အုံထမင်းဒံပလက်ဖက်ချင်းဆက်ရခဲရီရခဲရိုင်အစားအစာများကောင်းရင်ကောင်းရင်နဲ့လုတ်တော်မှုများရှောင်းပါနေအောင်ချင်မရတော့နေရာတွင်နေနေပူရတတ်ပါတယ်နေမထွက်လေအင်ဖက်မီလုံဟုရှေးလူကြီးများကပြောပါသည်နဘက်ကိုမျက်စိနာမျက်လုံးဖူးရောင်ချင်း ကြားမနိုင်ွယ်အမြင့်ကိုသွေးလူပါမကြီးပင်အခောက်ကိုသွေးလိုက်ပါရှားဆုံးတစ်ပတ်ကပ်ပေးရင်လည်းရပါတယ်မျက်စိဆောင်မပြနိုင်သေးရင်စားရည်ကြီးခတ်ပေးပါရှေးကလူကြီးများကမျက်စိအနည်းငယ်နေလေမိခင်တို့ရေကိုခတ်ပေးလို့ရှိပါတယ်စားရည်နဲ့ခတ်မယ်ဆိုရင်ယခုကာလအစားတွေမှာအမိတ်တွေပါတဲ့အတွက်တန့်စင်ပြီးမှတုံတာပူကောင်းပါတယ်နံပါတ်၈အသားအရည်အမြဲပူပြီးပိုင်နေသူရှားဆောင်လက်ပတ်အနှစ်ကိုတကြားနဲ့ခောက်စားပါရေထဲမှာစားခါ၃စုံထည့်ဖြော်ပြီးရေချိုးပါ ဆန်စည်းရီတဖန်ခွက်ကိုနည်းနည်းရေမချုံးပြီးနေ့စဉ်တောက်ပေးရင်ကိုအပူငိမ့်ပါလေ။ဟိုနေ့ကကျမတို့ channel ရဲ့ comment မှာတဘာဝနီလန်းနဲ့ကိုအပူငိမ့်စီတဲ့နီလန်းကိုတောင်းဆိုထားသူတွေအတွက်ဒီနီလန်းကိုလှုပ်ကြည့်ပါနော်။နံပါတ်ကို အစာအိမ်နာဖြစ်ဘူးပြီးလက်ရှိအချိန်မှာအစာမစားနိုင်အစာအိမ်ရောင်နာဖြစ်ရင်ထမင်းနဲ့မာတဲ့အစာတွေခဏရပ်ပြီးစံပြုတ်တော့ပါစမ်းလက်တုပ်စုပ်စာပေးရစာခေါ်ပေးမြင်တဲ့လက်တုပ်စုပ်စာချစ်တော်ဥနီတစ်လုံးပါထည့်ပြုတ်ပေးပါ အတော်အလောအကျွတ်ကျော်အပူအဆက်လက်လုတ်ချင်းကော်ဖီမစ်ခောက်ဆွဲချောင်းညာမစားရပါညာအရာဝင်နဲ့မနဲ့အရာနူးနူးချင်းညာရည်တစုံနဲ့ရည်အင်းနဲ့တောက်ပါညာရည်ကအစာအိမ်နာကိုကျက်စီပါတယ်ဖိချောင်းကပြောသည်ကို နေစင်စားပြီးနေအစာအိမ်ရောဂါကိုတတ်သားစေပါတယ် ဖီချန်ငပြောတီနှလုံးကိုမိဖို့ပြီးနေ့စဉ်စားပေးနေအစာအိမ်အနာကျက်တီဟုဆိုပါသည်စိတ်တူလေအစာချင်းရထွက်ပြီးအစာအိမ်ကိုပြန်လောင်တတ်သဖြင့်စိတ်တူဒေါ်ဒါထက်ရမည်ကိစ္စများကိုရှောင်ရှားပါစိတ်ပူပန်တော့ကများလင်းလေအစာအိမ်ယောဂပို့ဆိုးတတ်ပါသည်အစဲငားလာကလင်းငယ်နာစီချောင်းဆူကိုပူချွေးတန်ကြားရလေကိုရွယ်နေခြင်းပပလီယူနီစိန်ထားပါရေကျဲအေးလောက်ထားပြီးဖြည်းဖြည်းချင်းတိုက်ပေးပါခြေပွားကိုစားရီဖက်တိုက်ပေးပါ ကိုရဲမိခင်ပြီးရင်ဘက်နဲ့ကြောကိုကပ်ပေးပါကိုရဲမိခင်ပြီးအရင်ကြီးအုံးစီနဲ့ရောပလင်းငယ်ထိတ်လိမ့်ပေးပါရနေနေတန်းကြီးစီအမှန်၄၀ခွန်တငယ်နာခွန်ပါစီးဝါလီအမုတ်ဖြင့်ကလေးငယ်ထိတ်နှာခေါင်းထိတ်ရင်ဘက်တို့မှာလိမ့်ပေးပါဒါတွေကတော့ကျမတို့မျက်စိကြုံတွေ့နေရတဲ့ကျန်းမာရေးပြဿနာတချို့ကိုတဘာဝနီလန်းနဲ့ဖြေရှင်းတဲ့နည်းတွေဖြစ်ပါတယ်။ဒီနည်းလမ်းတွေကိုတရားပြီးရင်တခြားသူတွေကိုလည်းပြန်လည်မျှဝေကြပါအောင်လို့တောင်းဆိုပါရစေ။ဤနေရာမှာအထူးတတိပေးချင်တာကတော့ ခန္ဓာကိုယ်မှာအပူလွန်ကဲအအင်းလွန်ကဲဓာတ်တွေရှိတာကြောင့်မိမိခန္ဓာကိုယ်နဲ့တိညော်တဲ့ဆင်းနည်းကိုအသုံးပြုကြဖို့အကြံပြုပါစေရှင်။ပိတ်တက်ကြီးအားလုံးကျန်းမာပျော်ရွှင်ကြပါစေရှင်။